ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခါတော့ကျွန်တော်လေ့လာနေတဲ့ python script ဆိုတဲ့သင်ခန်းစာရဲ့အောက်က chapter 4ဖြစ်တဲ့ fashion ကောင်းစင်အောင်ပါပေါ့နော်ရှိတယ်ဒုတိယအပိုင်းဖြစ်တဲ့ execute function to multiple argument ပေါ့ဒီ multiple argument တွေကိုရဖို့အတွက်ဒီ fashion ကို execute လုပ်ဖို့ပေါ့နော်ဒါလေးအကြောင်းကိုလေ့လာမိတော့လေးတင်ပြဆွေးနွေးတော့ပါမယ် ဆိုတော့ကျွန်တော်ဒီမှာ dynamo ကိုဖွင့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ script ကိုဖွင့်လိုက်မယ်ပေါ့နော်ဟောဒီ script ဒီပြောရရင်တော့ပြီးခဲ့တဲ့အာ create functions and own use own function ပေါ့နော်အဲ့ဒီဒီ function ကိုဖြန်နိုင်မယ်ပြီးလို့ရှိရင်အဲ့ဒီ function ကိုအသုံးချပြီးတော့ကျွန်တော်တို့လိုချင်တဲ့ spear တွေကိုတိစောက်ခဲ့တယ်ပေါ့နော်ပြီးခဲ့တဲ့သင်ခန်းစာမှာ ော့ဒီသင်ခန်းစာမှာတော့ဘာလာမလဲဆိုတဲ့အခါကျတော့ဒီ multi spheres ကို map နဲ့တိဆောက်တဲ့အပြင်တခြားအနည်းတစ်ခုနဲ့တိဆောက်မှာပေါ့နော်အဲ့ဒါအဲ့အတွက်ပေါ့ဒီနေ့မှာဘယ်လိုလာမလဲဆိုတော့ကျွန်တော်က spheres 1လို့ပြလိုက်မယ်ပြီးရင်ဒီဘိုင်းကိုကျွန်တော်တို့ဖြတ်လိုက်မယ်ဘောနဲ့ spheres 1လို့ပြထားပါဦး return spheres 1ဆိုတော့ spheres 1ကိုကျွန်တော်တို့က list နဲ့ဖန်တီးလိုက်မယ် spheres 1ကိုကျွန်တော်တို့ကဘယ်ဟောက်ပဲအသုံးချမလဲဆို hori spheres ဆိုတဲ့ function ကိုပဲအသုံးချမယ် တော့ဒီနေရာမှာ SPH ERE စပြလာမယ်ပြီးလို့ရှိရင်သူ့ရဲ့အပေါ်မှာဆိုရင်တော့ x value ရှိမယ် y value ရှိမယ်ပြီးတော့မှ radius value ပေးတယ်ကျွန်တော်ဒီနေရာမှာဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဟောဒီ radius value ကိုစပေးမယ်ပေါ့နော် radius value နဲ့စလိုက်မယ်ပြီးလို့ရှိရင် radius ကိုမြင်များချင်းဆိုပြီးတော့တန်ဖိုးတစ်ခုပေးလိုက်မယ် radius ကိုဘာပေးမလဲဆိုတော့ rad လို့ပဲနံပါတ်တစ်ခုပေးလိုက်မယ်ပြီးရင် ဘာလာမလဲဆိုတဲ့အခါကျတော့ဒုတိယအနေနဲ့ x ရတာမိုးပေးမယ် x ရတာမိုးကျတော့ကျွန်တော်တို့ကဟောဒီ vl ကိုပဲပေးလိုက်မှာပေါ့နော်ဒါပဲပေးလိုက်အဲ့တော့ဒါလည်းမလားဆိုတော့မပေးသေးဘူးအဲ့ဒီ information တွေကိုကျွန်တော်တို့ကအာ multiple ဖြစ်တဲ့အတွက်ရဖို့အတွက် for loops ကိုသုံးမယ်နော် for ဆိုပြီးတော့ဒီနေရာမှာ rad comma ဒီ for loops ကပြီးခဲ့တဲ့ loop တင်ငန်းစာမှာကျွန်တော်တို့လေ့လာခဲ့တယ်ပေါ့နော် ီလို့ရှိရင် VL ဒီနှစ်ခုကိုဘာလို့မလဲဆိုတော့ in ဆိုပြီးတော့ zip function သုံးမယ်ဒီ zip function နဲ့မှဆိုရင်ဒီ read RAD ဆိုတဲ့နေရာမှာဘာလို့အစားထုတ်မလဲဆိုတော့ RADII information ကိုယူမယ်ပြီးလို့ရှိရင် VL ကတော့ VL ကိုပဲယူမယ်ပြန်ကွန်ပေးလိုက်မယ်ပေါ့နော်ဒါလေးကိုပြီးနေနဲ့ချက်လိုက်โอเคဒါလို့ရေးပြီးရင်ကျွန်တော်တို့က run ကြည့်လိုက်မယ်ဆိုပါစို့ စိတ်ပိုင်မယ်။အဲဒါဆိုလို့ရှိရင် x value x value ကဘာပြောလဲဆိုတော့ VL ဆိုတော့5 10 15ပေါ့5 10 15ရှိတယ်။ x value ရဲ့ radian value ကကျတော့ဘာဖြစ်မလဲဆိုတော့ဒီကောင်ရဲ့5ရဲ့တဝက်ဆိုတော့2.5 10ရဲ့တဝက်ဆိုတော့5ဖြစ်မယ်။ပြီးလို့ရှိရင်15ရဲ့တဝက်ဆိုတော့7.5ဖြစ်မယ်။ဟောဒီ sphere 3ကိုရမယ်ပေါ့နော်။ဒီမှာကြည့်ကြည့်လိုက်ရင်ရမယ်။5ရဲ့10ရဲ့15ရဲ့ x value y value ရော0 ပြီး radius value တွေက2.5ရယ်5ရယ်7.5ရယ် okay ဒါဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ကတကယ်လို့သာ hurry value နေရာမှာဒီ feel နေရာမှာကျွန်တော်က double ကိုထည့်မယ်ဆိုပါတော့ hurry နေရာမှာ double ကိုထည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုရင်သူဒီ double ရ information ဖြစ်တဲ့အတွက် x တန်ဖို့ဒီ5အစား5ရဲ့နှစားဖြစ်တဲ့အတွက်တန်ဖြစ်သွားမယ် နောက် sphere တခုကြလို့ရှိရင်10စာ20ဖြစ်မယ်နောက်လည်း sphere တခုကြတော့15စာ30ဖြစ်ပေါ့နော်ဒီပုံစံနဲ့ကျွန်တော်တို့ဟောဒီ multi sphere ကိုဖန်တီးနိုင်မယ်အဲ့တော့ဒီနေ့မှာနောက်ထပ်တခုထပ်လုပ်လို့ရတာဒီ static copy ကိုလိုက်မယ်ပြီးလို့ရှိရင်ဒီမှာထပ်ချလိုက်မယ်ဒီကကြရင် sphere 2ပေါ့နော် group 2လို့ပေးလိုက်မယ်ပြီးရင်ဒီနေ့မှာ x as a y ထားလိုက်မယ်ဆိုတော့ပြီးလို့ရှိရင်ဒီနေ့မှာ sphere 1ကို ဘောဒူဘောကိုလိုချင်လဲဆိုတော့ပြီးရန်လိုက်မယ်ဒါဆိုရင်ဘာလို့ရမလဲဆိုတော့ spears နှစ်ခုရမယ် spears နှစ်ခုဆိုတာ group နှစ်ခုပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် y value x value ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါလေးတွေပဲပို့ထားလိုက်မယ် တော့ဒီနေရာမှာဆိုရင်ဘာဖြစ်မလဲဆိုတော့ group တစ်ခုရမယ်ပထမတစ် group ဒီ x value demo ပေးထားတဲ့ group နောက် group ဒီ y value demo ပေးထားတဲ့ group ပေါ့နော်ဒီသဘောရအဲ့တော့ဒီ vl အပေါ်ဒီ y vl နေရာမှာအဲဒီ vl value ကိုပေးရတယ် double ကိုသုံးမယ်အစား vl ပဲသုံးမယ်ဆိုတော့ဒါဆိုရင်သူဒီ value ကျုံသွားမှာပါတယ်ကဲလို့ value မသုံးမဲ့နဲ့ကျွန်တော်တို့ radian ပဲသုံးမယ်ဆိုတာ radian radian ပဲသုံးမယ်ဆိုရင် အာဒါဆိုရင် gradient ကျတော့သူကတွားပြီးတော့အရန်ကိုဆူသွားမှာနော်ဒီသဘောရှိတယ် okay ubl ပေါ့ဒါကတော့ဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ function ကို execute လုပ်ပြီးတော့အာ multiple argument ကိုကျွန်တော်တို့ကပန်နေတာပေါ့နော်ဒီသဘောပေါ့ okay အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကကျွန်တော်ရဲ့ information တွေပဲပေါ့အခြေခံတယ်ဆို hurry value ဆိုတဲ့ဒီ5 10 15ပေါ့အခြေခံတယ်အဲ့ဒီ5 10 15ကိုကျွန်တော်တို့က input အနေနဲ့တုံးမယ်ဆိုလို့ရှိရင်ဒီနေရာမှာဘာလာမလဲဆိုတော့ iron ဆိုပြီးပေးလိုက်မယ်ပြီးလို့ရှိရင် input ကို0ပေးလိုက်မှာပေါ့နော်0ပေးလိုက်မှာ okay 0ပေးလိုက်ရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီလိုပုံစံဖြစ်သွားမှာပုံစံဖြစ်သွားမှာနော်ဒီနေရာဒီမှာထားလိုက်မယ် okay အဲ့တော့ဘာလာမလဲဆိုတော့ဒီအတွက်ကျွန်တော်တို့ကဒီနေရာမှာ code floor လေးနဲ့ list ဖြန်းပြီးရမှာပေါ့နော်ငါ 0.35ပေါ့ထားပါတော့ဟောဒီ list ကိုကို Google လောနဲ့ဖန်တီးလိုက်ပြီးတော့ဒီတဲ့အဲထည့်ပေးလိုက်မယ်တကယ်လို့မထည့်ဘူးဆိုရင်တော့ဗာပြင်းလို့ဒီကော run လိုက်ရင်ဒါလေးပျောက်သွားမှာပေါ့နော်ဘာလို့ဆို input information ကမရှိဘူးဒီမှာ input information ပေးထားပြီးတော့ info မထည့် input မထည့်ထားတဲ့အတွက်သူကအာမပေါ်လာတာပေါ့ okay ဒါဆိုရင်တော့ဒီလိုရပြီအဲ့တော့ဒီနေရာမှာနောက်ထပ်ဆန်းကြည့်အောင်တကယ်လို့ကျွန်တော်တို့ရဲ့ input ဒီ list mode ပဲနဲ့ရိုးရိုး instant information ပဲဖြစ်ခဲ့ရင်ဘယ်နဲ့လုံးမလဲပေါ့နော်ဆိုတော့သူဒီလို instant information ပေးလိုက်လို့ရှိရင်သူကပျောက်သွားဒါပေမဲ့အဲ့ဒီ instant information ကိုပဲကျွန်တော်တို့က list ဖြစ်အောင်ဟောလို့အာ square bracket နဲ့ပေးလိုက်မယ်ဆိုရင်တော့သူဒီအာဒီ function တွေအလုပ်လုပ်ရပေါ့အဲ့တော့ဒီနေရာမှာဖြစ်ရတဲ့အကြောင်းရင်းဒီဘာဖြစ်တာလဲကျွန်တော်ဟောဒီဒီ speaker ကိုဖန်တီးတဲ့ဟောဒီ speaker 1ကို SPR2 တို့ဒီ list အနေနဲ့ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့က instant နဲ့ထည့်တဲ့အခါကျတော့အဆင်မပြေဘူးဖြစ်နေတာအဲ့တော့အဲ့ဒီခုလုံးအဆင်ပြေဖို့အတွက်ဆိုရင်ကျွန်တော်ဒီနေ့မှာမပါလောက်ရမလဲဆိုတဲ့အခါကျတော့အာ if ဆိုတဲ့ကျွန်တော်တို့ statement လေးထည့်ရမယ် if ပေါ့ is i n s t n c instant ဆိုပြီးတော့ပြီးရင်ခွင်းစားလိုက်မယ် v a l ကိုမပါလောက်မလဲဆိုတော့ l i n s t a n t list ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ဆိုတော့အဲ့တော့လောလောဆယ်အပြင် list ဖြစ်ခဲ့မယ်ဆိုရင်တော့ထွက်လာမှာပေါ့နော်အဲ့တော့အာကျွန်တော်တို့က VAL ရဲ့ value အဲ့တော့ဒီနေရာမှာဘလို argument ပြောင်းဦးမလဲဆိုတော့ if instant as if not instant တော့လာ if not instant if not instant not instance မဖြစ်ခဲ့ဘူးဆိုလို့ရှိရင် not instance ဆိုတဲ့ဘော list ပေါ့ list ထဖြစ်ခဲ့မယ်ဆိုရင် the function ဒီ run မယ်ဒီတော့အောက်ကတကယ်လို့များဖြစ်ခဲ့မယ်ဆိုရင်တော့ဘာဖြစ်မလဲဆိုတော့သူရဲ့ value နေရာမှာဘာလာမလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီ VL ကိုကျွန်တော် list အနေနဲ့ထည့်ပေးကြလိုက်အောင်လို့ထည့်ပေးကြလိုက်မယ်ဒါဆိုရင်တော့ဘာဖြစ်သွားမလဲဆိုရင် run ကြည့်လိုက်မယ် save လိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ list နဲ့ပဲထည့်ထည့်အာ ဒါမှမဟုတ်ပဲね instant level ထက်တဲ့ဟောဒီ function ကြီးအလုပ်လုပ်ပေါ့နော်။အော်ဒါလေးကတော့ကျွန်တော်အာဒီဒီအခန်းမှာကျွန်တော်လေ့လာခဲ့တဲ့သင်ခန်းစာပေါ့။အဲ့တော့ဒီနေရာမှာဘာလေးကိုပဲထပ်လေ့လာခွင့်ရတယ်ဆိုတဲ့အခါကျတော့ဟောဒီ function ကနေပြီးတော့ကျွန်တော်တို့က hari multiple argument တွေကို execute လုပ်လို့ရတယ်အဲ့လို execute လုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့ for loops တွေကိုတုံးလို့ရတယ်ပြီးတော့နောက်တစ်စင်းနေနဲ့ list မဟုတ်တဲ့ information တွေကိုကျွန်တော်တို့က list ဖြစ်အောင်လို့သုံးတဲ့ဟိုဒီ function လေးကိုလည်းကျွန်တော်လေ့လာဝင်ရတယ်ပြီးတဲ့အခါမှာအာဒီ if not statement လေးကိုသုံးပြီးတော့ဒီ list ဖြစ်ရင်လည်းအဆင်ပြေမယ် list မဖြစ်ရင်လည်းအဆင်ပြေမယ် condition လေးကိုအာလည်းသုံးတတ်သွားတယ်ပေါ့နော်ဒါလေးကိုကျွန်တော်လေ့လာဝင်ရခဲ့တယ်ပေါ့ Okay အာဒီ video လေးကတော့ဒီလောက်ပါပဲ လာမယ့်ဗီဒီယိုကျမပဲနောက်ထပ်ဒီ function ရဲ့အကြောင်းလေ့လာမိသလောက်လေးဆက်ပြီးတော့အာ sharing လုပ်ပေးပါဦးမယ်